Hello everyone, welcome back to my channel. ဒီနေ့မှာတော့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ Eskimo လူမျိုးတွေဒီနှစ်ပတ်လုံးဘယ်လိုနေထိုင်စားသောက်ကြလဲဆိုတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ Yupe လို့လည်းခေါ်ကြပါတယ်။ဆောင်းအာဒီမှာအပူချင်းအလွန်အေးပြီးတော့အပြင်ထွက်လှုပ်ရှားရတာမလွယ်ကူပါဘူး။ဘလောက်ထိအေးလဲဆိုရင် အနှုတ်27ဒီဂရီထိအေးပါတယ်။ဥပမာပြောရင်အိမ်ထဲက freezer ရဲ့အေးနှုန်းလောက်ကိုအေးပါတယ်ကျွန်တော်တို့သွားမယ်ဆိုရင်တော့အတောင့်လိုက်အေးသွားနိုင်ပါတယ် ီအချိန်မှာအက်စကီမိုမျိုးတွေကအိုင်ဂလူးလို့ခေါ်တဲ့ရေခဲအိမ်ထဲမှာနေထိုင်ကြပါတယ်။စားတောက်ပုံတွေနဲ့ကတော့အများအားဖြင့်ငါးဖြန်အသားဝီလာငါးစတဲ့အသားတွေကိုအစိမ်းစားရကြပါတယ်။အရန်အေးတဲ့ဒေတာကြီးမှာအည်သူမပြည့်အောင်တူလောင်ထားတဲ့အသားတွေကိုစားသုံးရတာလည်းအများဆုံးဖြစ်ပါတယ်။နွေဦးရစီမှာတော့အေးသက်သာလာပါတယ်။လူမျိုးတွေကထူးထူးခြားခြားကိုဟိုငါးဖန်ထွက်ကြပါတယ်။တိလိစံဖန်ထွက်ကြပါတယ်။အဲပင်လေဖြန်ဝီလာငါး နော်ပူလာဗဲရတို့ကိုလှုပ်ဖမ်းပြီးတော့မိသားစုအစာအတွက်တူလောင်ကြပါတယ်။ဤရာသီမှာအတင်မွေးမှုတွေအဓိကအချင်းဖြစ်လို့မိသားစု အားလုံးစုပေါင်းပြီးလှုပ်ကြပါတယ်။နွေရာသီမှာတော့အပူချိန်နဲ့ငယ်ပူပူနွေးလာတဲ့အတွက်တဲပေါ်ပါတဲ့တဲလေးတွေဆောက်ပြီးတော့နေတိုင်းတတ်ကြပါတယ်။အပူချိန်နဲ့မြင့်လာတာကြောင့်အပြင်မှာလှုပ်ရှားလို့ရသလိုအသားငါဖမ်းနေတဲ့တော်ထဲမှာအသီးနှံလေးတွေစုဆောင်းတာတွေလှုပ်ကြပါတယ်။ ချင်းကြကြနေရဲ့အပူချင်းကြမလို့ငားတွေလည်းခြောက်နေတာကြောင့်မလို့ငါခြောက်အသားကြောက်တွေလှုပ်ပြီးတော့အနာဂတ်တွေအစားတော့တူလောင်ကြပါတယ်။ဆောင်းဥရာဒီရောက်လာတဲ့အချိန်မှာပြန်မဝင်ခင်မှာဆောင်းဥရာဒီမဝင်ခင်မှာအက်စကီမိုမိသားစုတွေကအစားတူလောင်ဖို့အလွန်ရေးကြီးပါတယ်။ပင်လယ်ဖြန်ရဲ့အစီတွေကိုတင်းစီပြီးအေးတဲ့ရာဒီမှာအပူပေးဖို့မီးဖို့အသုံးပြုဖို့စူးစောင်းကြပါတယ်။အသားတွေကိုချိန်နေရေခဲထဲမှာတူလောင်ပြီးလိုလိုသုံးချက်ကြပါတယ်။ အိမ်မှာအသားငါအစီကိုအများကြီးတူတောင်ရမယ်အချိန်ဖြစ်ပါတယ်။ရင်ကျင်းမှုနဲ့လေ့ကျင့်နေနေရတော့တစ်နှစ်ပတ်လုံး Eskimo လူမျိုးတွေကတဘာဝနဲ့အလွန်နီးကပ်စွာနေထိုင်ပြီးအတူတူလုံလောက်ကြပါတယ်။အတူတူစားတဲ့ဂုဏ်သက်တွေလည်းရှိကြပါတယ်။အစားအသောက်အများစုကမိသားစုနဲ့မိမိကြေးရွာသူလူလူအတူတူတူမျှဝေစားသုံးကြပါတယ်။တဘာဝကိုလေးစားတဲ့ဇီးရဲလက္ခဏာလည်းရှိပါတယ်။ညီကောင်းကြောင့်နေနေပြောရရင် Eskimo လူမျိုးတွေဟာတစ်နှစ်ပတ်လုံးအပြောင်းလဲတွေကို အလွန်အောင်မြင်စွာလက်လျောညှိတူနေနိုင်တာကိုတွေ့ရပါတယ်။အေးအေးဆုံးဒေသမှာပဲနေထိုင်နိုင်ပြီးတော့အသင်မွန်းအကြောင်းနိုင်တာဟာသူတို့ရဲ့ဉာဏ်ပညာနဲ့စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့တွေကတော့အရန်ပူတဲ့အီကိုတာပတ်ဝန်းကျင်ဒေသမှာနေထိုင်ရတာဖြစ်လို့နေရောင်ကိုအနည်းအချိန်တိုင်းမြင်ကြရပါတယ်။မြောက်ဝင်းဦးစင်းသားမှာနေထိုင်တဲ့ Eskimo မျိုးတွေကတော့နေရောင်ကိုတစ်နှစ်မှာနှစ်လလောက်သာအကောင်းကောင်းကြုံတွေ့ရတာဖြစ်ပါတယ်။ကြမ်းမြအားဖြင့်အသားနဲ့ငါးဟောသာအချိန်တိုင်းလိုလိုစားသုံးရပါတယ်။အသီးရွေစားသုံးမှုနည်းတာဖြစ်လို့အသက်တိုးကြတယ်လို့လည်းကြားပူးပါတယ်။ ပိုလာဘဲရီကိုဖမ်းတဲ့ခါမှာလဲထူးခြားတဲ့နေကိုတွန်းကြပါတယ်ကျွန်တော်ကြားဘူးတာလေးကတော့ဘယ်လိုလဲဆိုရင်သွေးတွေကိုဟောပုံထူထဲမှာထည့်ပြီးတော့စူးကျွန်းပါတယ်တန်စူးကျွန်းနေပါတယ်စူးတလုံးကိုတန်ပုံထဲကိုထည့်လိုက်ခဏကြာတော့ရီခဲတွေကခဲသွားမယ်သွေးတွေကခဲသွားမယ်အဲ့ဒါကိုတော်ထဲမှာတွားချထားလဲကျူးကြောင်တက်ထားခဲ့တယ်ဘူလာဘဲရီကအနံ့ရပြီးသွေးနဲ့ရပြီးတော့ စူးကျင်ကိုစူးကျင်ပါတဲ့သွေးခဲကိုရှားနဲ့ရိုက်တဲ့အခါမှာရှားကပြတ်ပြီးတော့သွေးထွက်လာတယ်။အော်သူ့သွေးကိုသူပဲအရသာရှိတယ်ဆိုပြီးတော့ထားရဲ့ထားရဲ့ထားရဲ့ရင်ကနေပြီးတော့သွေးထွက်လွန်ပြီးတည်တယ်လို့တော့ကြားဘူးပါတယ်။အဲ့လိုအမဲလိုက်ကြတယ်လို့ကြားဘူးပါတယ်။အော်ဒီလိုတမိုင်းနဲ့လူမှုတန်ဝန်းအကြောင်းတွေကိုစိတ်ဝင်စားမယ်ဆိုရင်တော့အော်ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ပြီးတော့ like လေးပေးကြပါခင်ဗျာ။ Thanks for watching.